သူမရဲ့တားငယ်လေးတွေဘေးကင်းစွာတားပေါက်နိုင်ဖို့အတွက်မိခင်ကမဟာတက်ခေါင်းပေါက်ငယ်လေးထဲမှာသူ့ကိုယ်သူစန္ဒအလျောက်ပိတ်ဆို့ထားပြီးတားရဲတိရစ္ဆာန်တွေရဲ့ဘေးရန်ကနေသူ့ကိုယ်သူရောတားသမီးတွေကိုပါကာကွယ်ထားပါတယ်ဒီချိန်မှာတော့ဖခင်ရက်ဖို့ဟာရွှန့်စည်းတွေကိုမမောမပန်းဆူဆောင်းပြီးသူမစီကိုအကြိမ်ကြိမ်တည်ယူပေးနေပါတယ်ဒီရွှန့်စည်းတွေကိုတရွေးနဲ့ရောပြီးတက်ခေါင်းပေါက်ဝပတ်လည်မှာတုံးကသူတို့ရဲ့နှုတ်တီးတွေသာဖြတ်တန်းနိုင်တဲ့အထိဖြည်းဖြည်းချင်းကျင်းမြောင်းစေပါတယ် ထို့နောက်မှာတော့မိခင်ကမဟာတားပေါက်နေစဉ်အတွင်နှွေးထွေးပြီးတက်တောင့်တတာရှိစေဖို့သူ့ရဲ့အမွေးတောင်တွေကိုတပင်ချင်းစီနှုတ်ပြီးတခေါင်းပေါက်ရဲ့အောက်ခြေကိုအီအောင်ခင်းထားပါတယ်ဒီလောင်အိမ်တစ်ဖွဲပြိုးကင်းငယ်ပြီးသွားတာနဲ့မိခင်ကမဟာသူ့ကလေးတွေမပေါက်မချင်းအချိန်တော်ကြာအတွင်းမှာနေရပါလိမ့်မယ်နောက်6လကြာတဲ့အထိအစားအစာအလုံးကိုငှက်ဖို့ကပဲထောက်ပံ့ပေးရပါတယ်။ငှက်မင်းတောင်ငှက်ဖို့ရဲ့နေစဉ်တာဝန်ကအစာရှာဖို့ပါပဲသူဟာတတိသေးစားလေးတွေကိုစုဆောင်းပြီးတခေါင်းပေါက်က ပေါင်ငယ်လေးကနေတဆင့်သူ့ဖော်ကိုပေးဖို့ပါတယ်ဒီကာလအတွင်းမှာငှက်ဖို့ဟာတတိနဲ့တောင်းထီပေးဖို့ခဲ့တယ်လို့စောင့်ကြည့်တွေ့ရှိရပါတယ်သို့တော်လည်းငှက်မဟာတတိစားရတာကိုညှင်းငွေ့လာပါတယ်အဲ့ဒီလိုအချိန်မျိုးမှာအနစ်နာခံတတ်တဲ့ငှက်ဖို့ဟာသူ့ဖော်အတွက်တားပေါင်မဲ့ငှက်မရေအတွက်အကောင်းဆုံးအာဟာရဖြစ်ဆက်စာဖြစ်တဲ့အင်းဆက်ပိုးမွားတွေကိုယူလာပေးပါတယ်ဒီအင်းဆက်တွေကဖမ်းယူဖို့ပိုခက်ခဲလေးရှိပေမဲ့ငှက်ဖို့ဟာဘယ်တော့မှသူ့ကိုယ်သူမချန်ပဲသူ့ဖော်ကိုအမြဲတမ်းပေးပါတယ်ရာတီဥရုဘလိုပဲရှိပါစေငှက်ဖို့ဟာဒီလိုရိုးလုံးစင်ကိုနေ့စဉ်နဲ့အမျှတစ္ဆာရှိစွာထက်ခါထက်ခါလှုပ်ဆောင်ပါတယ် နောက်ဆုံးမှာတော့ကလေးတွေတားပေါက်တဲ့အခါငတ်မဟာတခေါင်းပေါက်ကိုဖောက်ထွက်ပြီးသူ့ဖော်နဲ့အတူအစာရှာဖွေရာမှာပူပေါင်းပါဝင်ပါတော့တယ်တိရစ္ဆာန်တွေရဲ့မှာငတ်မင်းတောင်တို့ရဲ့ချစ်ချင်းမေတ္တာဇလန်းနဲ့နိုင်ရှင်နိုင်တဲ့ချစ်ချင်းမေတ္တာဇလန်းတွေနေပါပါတယ်သူတို့ဟာတသက်လုံးအတွက်မေးလိုက်ကြပါတယ်အကယ်လို့အဖော်တကောင်တေဆုံးသွားရင်အသက်ရှင်ကျန်ရစ်တဲ့အဖော်ကအစာစားဖို့ဒါမှမဟုတ် တခြားဖော်ရှာဖို့ကိုမကြာခဏညှဉ်းဆန်တတ်ပါတယ်တချို့ငတ်တွေကဝမ်းနည်းပူဆွေးပြီးအစာငတ်ခံတာမျိုးတောင်ရှိပါတယ်ဒီလိုတစ္ဆာဆောင်တိမှုကြောင့်သူတို့ကိုတော်ရင်းကချစ်သူငယ်များဆိုတဲ့ပွဲကိုရရှိစေခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့သူတို့ရဲ့ဒီလိုတစ္ဆာဆောင်တိမှုက ူတို့ကိုထိခိုက်လွယ်စေခဲ့ပါတယ်။တရားမဝင်အမဲလိုက်မှုနဲ့တက်တော်ပြုံးတိမှုကြောင့်သူတို့ရဲ့အရေးအတွက်ဟာအလျင်မြန်ကျဆင်းသွားခဲ့ပါတယ်။